တော်စိတ်တူရင်ဘုကနဲ့ဘကနဲ့ပြောတတ်တဲ့အကျင့်ရှိတယ်လေအခုအဲ့ဒါမဖြစ်အောင်ဆိုပြီးအဲ့မှာပေါ့နော်နံပါတ်1သူအသက်ရှူရတဲ့ဒီမှာအသက်ကိုပေါ့နော်၄စက္ကန့်ကြာအောင်ရှူရမယ်တဲ့ခဏ၂စက္ကန့်ထိန်းပြီးတော့မှ၆စက္ကန့်ကြာအောင်ထုတ်ရမယ်ပြီးရင်အမြင်အာရုံလွှဲရမယ်အဲ့ဒါတွေအကုန်လုံးကျွန်တော်လေ့ကျင့်နေတယ်ငါအသက်ရွယ်တကူပါငါလှလှလေးနေဖို့အတွက်ဒီလိုစိတ်ဆိုးတဲ့တရားနေ public ကြားထဲမှာငါမဖြစ်စေချင်ဘူးဆိုပြီးကျွန်တော်အဲ့ဒါကိုကျွန်တော်စူးစမ်းနေစူးစမ်းနေတာပေါ့နော်မြန်မာနိုင်ငံမှာတခုခေါင်းနေတော်နေတဲ့လူတွေတွေရှိတယ်ပေါ့နော်ဒီဇိုင်နာဆိုလဲသူ့ထဲမှာချုပ်ချင်တဲ့ဒီဇိုင်နာရှိတယ် ဓာတ်ပုံဆရာဆိုတဲ့သူတဲမှာရိုက်ချင်တဲ့ဓာတ်ပုံဆရာရှိတယ်မိတ်ကပ်ဆရာဆိုတဲ့သူတဲမှာရိုက်ချင်တဲ့မိတ်ကပ်ဆရာရှိတယ်ပေါ့နော်ကျွန်တော်ကြည်နေတာပေါ့နော်အော်လို့သူတို့တွေပေါ့နော်ဂုံမောက်မောက်မာကြတယ်ပေါ့နော်အေးမောက်မာတာကြီးအရန်ထူးစားနေပေါ့နော်ညီတို့တွေမသေးတော့ဘူးလားညီတို့မအိုတော့ဘူးလား လူနေမဝင်တော့ဘူးလားဆိုတော့သူတို့မေ့နေကြလားမသိဘူးပြောမှာအာတချို့ဆိုလေဟိုတတ်မှတ်ထားတဲ့အိမ်ကြီးရက်ကိုမပေးဘဲနဲ့လေနောက်ဆုတ်ပြီးတော့ပေးတယ်မပေးနိုင်လို့ရက်ရွှေ့ပေးပါဆိုတာရှိသေးတယ်မင်းဒါကျွန်တော်သားဆိုရင်မရရအောင်လုပ်ပေးပါဘာလို့ဆိုကိုအလုတ်လက်ခံတာပြီးတာလေတန်တန်ချင်းနဲ့ကိုကချုပ်ထားတာဖြစ်နေကြတန်တန်ချင်းနဲ့လုတ်ပေးတာဖြစ်နေကြကိုကမရရအောင်လုပ်ပေးပါပြောမှာအဲ့ဒါမှမရရင်လည်းကျွန်တော်ဆက်ချုပ်လို့မရတော့ဘူးလို့ကျမဆက်ချုပ်လို့မရဘူးလို့ဘာတွေလဲအဲ့ဒါတွေက professional မဆန်တဲ့ဟာတွေပေါ့လေဒါပေမဲ့အဲ့လူတွေလည်းတနေ့ကျရင်အသက်အရွယ်တစ်ခုနဲ့ ချိန်တစ်ခုဆိုတာရှိတယ်ကျွန်တော်လည်းတနေ့ကျရင်ဒီနေရာကိုကျွန်တော်ဖယ်ပေးရမှာပဲဒါပေမဲ့ကျွန်တော်ကတော့အမြဲတမ်းကျွန်တော်တပည့်တွေရောကျွန်တော်အမြဲတမ်းဟိုအကုန်လုံးပံ့ပိုးထားပြီးတယ်ပေါ့နော်ဘာလို့ဆိုဒါကြောင့်မို့ကျွန်တော်နေဝင်တဲ့အချိန်မှာလည်းကျွန်တော်အားလုံးလေးရနေတယ်လို့ချင် အဓိကကျွန်တော်တို့တွေပေါ့နော်ဒီလူ့ဘဝမှာဘယ်လိုပဲပင်ပန်းပင်ပန်းပေါ့နော် relax လုပ်ဖို့လိုတယ်ပေါ့နော်ဒီ muscle တွေတန်းဖြစ်တဲ့ခါကြလို့ရှိရင်တကယ်ကိုဟိုကောင်းတဲ့ဟို muscle relax တွေလုပ်ဖို့လိုတယ်ပေါ့နော်အဲကျွန်တော်တို့ကဘန်ကောက်မှာဆိုရင်တော့အများတန်းကျွန်တော်လုပ်တယ်နောက်ရန်ကုန်မှာလည်းကျွန်တော်လုပ်လို့ရှိတယ်ပေါ့နော်ဒီ spa ရဲ့ဟို quality ကိုကြည့်လိုက်တဲ့ခါမှာကျွန်တော်တော်တော်လေးသဘောကျတယ်ပေါ့နော်ကျွန်တော်လည်းနောက်ပိုင်းလာလုပ်မယ်ဘာလို့လဲဆိုတော့ဒီထဲမှာပေါ့နော်ဟိုဘယ်လိုခေါ်မလဲ သူတို့ကျွန်တော်ကြိုက်တဲ့ဟာတခုပေါ့နော်ခေါင်းလျှော်ရေပေါ့နော်ဒီခေါင်းကိုဒီလိုမျိုးဟိုရေပန်းနဲ့လုပ်ပြီးတော့ခြေခြေစီဒီတီးတဲ့အတန်လေးတွေခြေကွက်လေးတီးတဲ့အတန်လေးတွေကစပန်လေးနဲ့လုပ်တာအဲကျွန်တော်ဘန်ကောက်မှာလည်းလုပ်နေကြ ဒီမှာလည်းလှုပ်လို့ရဆိုတော့ရန်ဝန်သာဝါဒါညီမပြမဆိုတာပထမဆုံးကျွန်တော်ဒီဆိုင်မှာတွေ့ဘူးတာပေါ့နော်ဂျန်နက်ဒီကိုဒီကိုနှိပ်တာတွေကတော့ဆိုင်တိုင်းမှာရှိတယ်ပေါ့ဒီဒီ oil massage တို့ scrub တို့ဘာတို့ကတော့ဒီတိုင်းမှာရှိတယ်ဘာလို့နောက်တော့ scrub ဆိုလဲကျွန်တော်တို့ကအရေးကြီးတယ်ဘာလို့ကျွန်တော်တို့ဒီခန္ဓာကိုယ်တွေကပေါ့နော်နေ့စဉ်နေရောင်နဲ့ထိတွေ့ပြီးတော့နော်အဲအသားတွေကမကောင်းတဲ့အရာတွေပေါ့နော်ကျွန်တော်တို့ကကျွန်တော်ဆိုရင်တပတ်တစ်ခါပေါ့ scrub လုပ်တယ်ကော့ကိုအိမ်မှာလည်းလုပ်တယ်တစ်ခါကျရင်ဆိုင်မှာလည်းသွားလုပ်တယ်ဘာကောက်မှာဆိုရင်တော့ကျွန်တော်တို့လိုရတာလွယ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဘာကောက်မှာဆိုရင်ကျွန်တော် spa မှာလုပ်တယ် တော်တော်လေးအဆင်ပြေတယ်ဒီမှာကတော့ဒီလိုမျိုး service တွေရှိတယ်ဆိုတော့ကျွန်တော်တို့လည်းအဆင်ပြေအကောင်းတယ်ကောင်းတယ်ဒီဟာတကယ် quality လည်းမြင့်တယ် quality လည်းကောင်းပါတယ်အဲအရေးကြီးတာဒီနှိပ်တဲ့ကလေးတွေပေါ့နော်တော်ရင်တော့ဒီဆိုင်ရမ်းနာမည်ကြီးလာမယ်လို့ဟိုထင်ပါတယ်ဘာလို့ဒီလိုမျိုးပေါ့နော်ဒီ quality ကောင်းတဲ့ဆိုင်တွေအဲတကယ်တတ်မှတ်ရှင်းရှင်းဆိုင်တွေကမြန်မာပြည်မှာရှိတော့ရှိတယ်ဒါမှဟိုနည်းနည်းနည်းတယ်ပေါ့နော်ကျွန်တော်တို့တချို့ spa တွေဆိုသွားတဲ့ခါမှာတန်းတော့တန်းတယ်ဒါပေမဲ့အရင်မတန်းဘူးပေါ့နော်တချို့တွေဆိုဘယ်လိုတော့လုပ်တယ်ဆိုပြန်သွားလို့ရှိရင်စောင့်နေပါတယ်လို့ လျှော်ဖို့မလဲတော့ဘူးပေါ့နော်ခတ်တီတီနဲ့ပြန်ခင်းပြီးတော့ဒီလူပဲလာဟိုအစ်စ်လိုလိုပြန်လုတဲ့စပါတွေတောင်ရှိတယ်။ဒါကြောင့်ရှင်ကျွန်တော်တို့ဆိုတော့တစ်ခါကျစပါမှာသွားတဲ့လို့ရှင်ပို့အင်းရန်တွေပို့ဖို့အခင်းတွေပဲယူသွားရတာရှိတယ်။ဟုတ်။ဒီကတော့တော်တော်တန့်တဲ့ပုံပါ။ဟောတော့ကျွန်တော်အခုတလောမှာပေါ့နော်ဂျုံတွေ့နေတဲ့အရာလေးတစ်ခုပေါ့နော်။အော်မြန်မာနိုင်ငံမှာတခုခေါင်းနေတော်နေတဲ့လူလေးတွေရှိတယ်ပေါ့နော်ဒီဇိုင်နာဆိုလဲသူ့ထဲမှာချုပ်ချင်တဲ့ဒီဇိုင်နာရှိတယ် ဓာတ်ပုံဆရာဆိုတော့သူတဲမှာရိုက်ချင်တဲ့ဓာတ်ပုံဆရာရှိတယ်မိတ်ကဆရာဆိုတော့သူတဲမှာရိုက်ချင်တဲ့မိတ်ကဆရာရှိတယ်ပေါ့နော်ကျွန်တော်ကြည်နေတာပေါ့နော်အော်လို့သူတို့တွေပေါ့နော်ဟိုအရန်တစ်ခါကြာရင်လေဟိုဂုံမောက်မောက်မာကြရပေါ့နော်အေးမောက်မာတာကြီးအရန်ထူးစားနေပေါ့နော်ညီတို့တွေမတေတော့ဘူးလားညီတို့တွေမအိုတော့ဘူးလားညီတို့တွေနေမဝင်တော့ဘူးလားဆိုတော့သူတို့မေ့နေကြလားမသိဘူးပြောမှာအာတချို့ဆိုလေဟိုတတ်မှတ်ထားတဲ့အိမ်ကြီးရက်ကိုမပေးပဲနဲ့လေနောက်ဆုတ်ပြီးတော့ပေးတယ်မပေးနိုင်လို့ရက်ရွှေ့ပေးပါဆိုတာရှိသေးတယ်မင်္ဂလာဆောင်လေး ပြမရှင်ပြုတော့ဒီဒီရက်ဒီဘက်ဘက်မှာလည်းကျွန်တော်ချုပ်တော့မပြီတော့ဘူးပေါ့နော်မပြီတော့လို့ဟိုဥစ္စာနောက်ဆုတ်ပေးပါဆိုတာဒီအဲ့ဒါကြီးကကြတော့ဒီ professional မဆောင်လို့ခေါ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်ကတော့ဒါကျွန်တော်သားဆိုရင်မရရအောင်လုပ်ပေးပါဘာလို့ဆိုတော့ကိုအလုပ်လက်ခံတာပြီးတော့လေတန်တန်ချင်းနဲ့ကိုကချုပ်ထားတာဖြစ်လို့ဆိုတော့တန်တန်ချင်းနဲ့လုပ်ပေးတာဖြစ်လို့ဆိုတော့ကိုကမရရအောင်လုပ်ပေးပါပြမအဲ့ဒါမှမရရင်လည်းကျွန်တော်ဆက်ချုပ်လို့မရတော့ဘူးလို့ကျွန်မဆက်ချုပ်လို့မရလို့ဘာတွေလဲအဲ့ဒါကြီးက professional မဆောင်တဲ့ဟာပေါ့နော်ဒါပေမဲ့အဲ့လူတွေလည်းတနေ့ကျရင်အသက်အရွယ်တစ်ခုနဲ့ ခြေင်တစ်ခုဆိုတာရှိတယ်။နော်အရင်တော့ကလည်းမိတ်ကပ်လောကမှာ Kings of Win ဆိုတာကျွန်တော်ငယ်ငယ်တုန်းကဆိုတာလေကျွန်တော်ငယ်ငယ်တုန်းကပေါ့နော်ကျွန်တော်အမေနဲ့မင်္ဂလာဆောင်သွားလို့ရှိရင် Kings of Win ဆိုတာသပင်းတိုးတိုးနဲ့အရေးရှိရှိတဲ့မိတ်ကပ်ဘုံတစ်လုံးနဲ့ဘဘဘဆိုဝင်လာတဲ့အင်းအားလေးတက်ဝင်လာထွက်သွားလိုက်ပေါ့နော်။ဟာရအောင်မြင်လာပဲဒီ Kings of Win ကိုကြည့်ရင်ကြည့်ရင်ကြည့်တယ်။နောက်တနေ့တော့လည်း Kings of Win ထိသွားတာပဲ။နော်။နောက်တော့မိတ်ကပ်ဘူးဆိုတော့နာမည်ကြီးခဲ့တာပဲ။နောက်တနေ့တော့လည်းထိသွားတာပဲ။ ဒါတံဝေကားတွေဆိုရတဲ့နေပေါ့နော်ကျွန်တော်လည်းတနေ့ကျရင်ဒီနေရာကိုကျွန်တော်ဖယ်ပေးရမှာပဲဒါပေမဲ့ကျွန်တော်ကတော့အမြဲတမ်းကျွန်တော်တပည့်တွေရောကျွန်တော်အမြဲတမ်းဟိုအကုန်လုံးပံ့ပိုးထားပြီးတယ်ပေါ့နော်ဘာလို့ဆို client တို့လည်းအမြဲတမ်းကျွန်တော်အမြဲတမ်းအဆင်ပြေအောင်လုပ်ပေးတယ်ဒါကြောင့်မို့ကျွန်တော်နေဝင်တဲ့အချိန်မှာလည်းကျွန်တော်အားလုံးသတိရလိမ့်မယ်လို့ထင်တယ်ဒီမှာကျွန်တော်နေဝင်သွားပြီးတေသွားရင်လည်းကျွန်တော်အားလုံးသတိရကြမယ်လို့ထင်ပါတယ်အခုနောက်ပိုင်းကျွန်တော် Facebook မှာတခု share ထားတယ်သိလားကျွန်တော်ကစိတ်တူရင်ဟုတ်ကဲ့ဗကနဲ့ပြောတတ်တဲ့အချင်းရှိတယ်လေအခုအဲ့ဒါကိုမဖြစ်အောင်ဆိုပြီးအဲ့မှာပေါ့နော်နံပါတ်1 သူကအသက်ရှူရတဲ့ကမအသက်ကိုပေါ့နော်၄စက္ကန့်ကြာအောင်ရှူရမယ်တဲ့ခဏ၂စက္ကန့်ထိန်းပြီးတော့မှ၆စက္ကန့်ကြာအောင်ထုတ်ရမယ်ပြီးရင်အမြင်အာရုံလွှဲရမယ်အဲ့ဒါတွေအကုန်လုံးကျွန်တော်လေ့ကျင့်နေတယ်အခုရအောင်လေ့ကျင့်မယ်ငါရအောင်လုပ်ရမယ်ဘာလို့ဆိုတော့ငါအသက်ရွယ်တကူပါငါလှလှလေးနေဖို့အတွက်ဒီလိုစိတ်ဆိုးတဲ့တရံနေ public ကြားထဲမှာငါမဖြစ်စေချင်ဘူးဆိုပြီးကျွန်တော်အဲ့ဒါကိုကျွန်တော်စ조사နေ조사နေတာပေါ့နော်ကျွန်တော်ဖြစ်သွားပြီလို့တော့မပြောချင်ဘူးကျန်း조사နေမနေ့ကဆိုလေစိတ်ဆိုးစရာကြောင်ရတခုတည်းတက်တက်ဆန်ဆန်ဆုံးကျွန်တော်ချစ်ချင်းကိုလှုပ်ချလိုက်ပြီးတော့လေကျွန်တော်ပြုံးပြုံးလေးနေလိုက်ပြီးတော့ခဏလေးကြာကျွန်တော်အဲ့ဒီနေရာထွက်သွား ဟာငါကားပေါ်မှာငါအဆင့်အောင်မြင်သွားပြီပေါ့နော်ဒါပေမဲ့ငါအမြဲတော့ဒါမျိုးဖြစ်နေအောင်တော့ငါစူးစမ်းမှာငါလွတ်ခနဲ့လွတ်ခနဲ့မဖြစ်အောင်နေဖို့လိုတယ်တော့ကျွန်တော်ကိုယ့်ကိုယ်စုံဖြတ်ထားတယ်ဟုတ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်